2025ရှိချိန်အတွက်အနိကမူလေးတမူပေါ့နော်အဲ့ဒါလေးကိုတကယ်ချင်းတော့ပြသပေးခြင်းပါတယ်ကျွန်တော်လည်းဒီချက်လိုက်ပြီးလေ့လာကြည့်ကြည့်ပါဦးနော်ဖြစ်စဉ်အားတဲ့ဒီ1985မှာပထမတစ်ချိန်လာဖြစ်တယ်နော်1985မှာခွန်ဘူးခွတစ်ပွဲခွန်ဘူးခွနှစ်ပွဲခွန်ဘူးခွနော်ခွန်ဘူးခွသုံးပွဲဖြစ်သွားပြီအဲ့လိုဖြစ်ပြီးသွားရင်တဲ့ မှာနှစ်နှလုံးကြာနှစ်ဘူးရှိ့ကိုကြာအဲ့နှစ်ဘူးကြာပြီးရတယ်အောက်မှာတခြားကနန်းမလောက်နှစ်ဘူးနှစ်နှလုံးပဲထပ်လာဟုတ်ပြီနော်1985မှာခွန်ဘူးခွာ3ခါထွက်တယ်နော်1985မှာခွန်ဘူးခွာတပွဲနှစ်ပွဲသုံးပွဲထွက်တယ်အဲ့လိုထွက်ပြီးလို့ဆိုရင်အဲ့ဒီနေ့တည်းမှာနှစ်ဘူးနှစ်ချေဘူးဆော့အဲ့နှစ်ချေဘူးထွက်ပြီးရတယ်အောက်မှာနှစ်နှလုံးပြန်ကြတယ် ဟုတ်ပြီနော်အဲ့ကနေသူဘယ်ကိုရောက်သွားလဲ2010ကိုရောက်သွားကြားထဲမှာမလို့တော့2010ခွန်ဘူးခွခွန်ဘူးခွအဲ့လိုခွန်ဘူးခွထွက်ပြီးနှစ်ဘူးအထွက်ဆောင်ဒီနှစ်ဘူးကြာလာပြီဆိုတာနဲ့အောက်မှာနှစ်နှလုံးမထွက်လာဘူးဟုတ်ပြီနော်အဲ့ပုံစံတိုင်းပမာလာဖြစ်လို့2019မှာတခါလာဖြစ်2019မှာခွန်ဘူးခွနောက်တော့ခွန်ဘူးခွ နှခါဖြစ်ပြီနော်ပြီးရင်နှစ်ဘူးခြေတော့နှစ်ဘူးအထွက်ဆောင်အဲ့ကောင်ထွက်ပြီးရတယ်သူ့ရဲ့အောက်မှာနှစ်နှလုံးထွက်လာမယ်နော်ကြာနာမလားဘူးခု25မှာခုလာခင်းလာပြီ2025ခွန်ဘူးခွာခွန်ဘူးခွာဟုတ်ပြီဒီမှာနှစ်ဘူးကြာနှစ်ဘူးကြာပြီသူ့ရဲ့အောက်မှာနှစ်ဘူးပဲထွက်လာမယ်ဟုတ်ပြီနော်အစနေပြန်သွားလိုက်အောင် ီထောင်ဘူးက85မှာလေခွန်ဘူးခွန်ဘူးခွန်ဘူးသူအလဲဆုံး2ကြိမ်ဖြစ်ရမယ်နော်ဒီမှာ3ကြိမ်ဖြစ်တာလေပြီးရင်နှစ်နှစ်ရှိရကြကြပြီးရတယ်သူ့ရဲ့အောက်မှာလေဒီကောင်ကနှစ်လို့ခွာထားတယ်နှစ်လို့ခွာပြီးရတယ်ဒီတပင်ကျော်ကအလဲတိုင်းနဲ့ဒီအလဲတိုင်းနဲ့ပြန်ပေါင်းနှစ်လို့ပြန်ဖြစ်မယ်ဟုတ်ပြီနော်နှစ်ဘူးကြမယ်အောက်မှာနှစ်လို့ခွာမယ်နှစ်လို့ခွာပြီးရတယ်ဒီအလဲတိုင်းလေးနဲ့ဒီရှင်းနဲ့ပေါင်းမယ်နှစ်လို့ဖြစ်မယ်နောက်1085အထောက်တစ်ဆယ် ခွန်ဘူးကြပြီတပင်ကြောင့်မှခွန်ဘူးခွာကြပြီနှစ်ဘူးကြပြီပြီးရလဲအောက်မှာနှစ်နှလုံးပဲလာမယ်ဒီမှာလဲအစောနာလိုပဲအခွာပဲအဲ့နှစ်အခွာနဲ့အပေါ်တပင်ကြောင့်အလဲတိုင်းနဲ့ဒီအလဲတိုင်းနဲ့ပေါင်းရင်နှစ်လိုဖြစ်မယ်ဒီဘက်ကနှစ်အခွာဒီကောင်အလဲနှလုံးပေါင်းရင်နှစ်ဒီကောင်နှစ်ထိုင်လို့ဆိုတာနော်နှစ်နှစ်ဘူးပြီးတော့နှစ်အခွာဟုတ်ပြီ1900က2019ခွန်ခွာရယ် ောက်တော့ကခွာခွာပြီးရတယ်ဒီမှာနှစ်နှစ်ရှိတယ်ကြာဟိုဘက်မှာတော့အခွာတွေပြီးရင်ဒီမှာနောက်တွဲကြာနောက်တွဲနှစ်နှစ်အဲ့ဒီနောက်တွဲနှစ်နှစ်ရတယ်တပင်ကျော်ကဒီခွန်လဲတာနဲ့ဒီထိတ်နေပေါ့နှစ်လို့ဖြစ်တယ်တတိုင်းပြန်ပြောင်းသွားရင်တော့ဟိုဘက်မှာဟိုဘက်နှစ်ပွဲတော့အခွာနှစ်အခွာတွေဆက်နှစ်အခွာတွေထွက်တာနော်ကိုကနှစ်နှစ်နောက်ဟုတ်ပြီအဲ့ပုံစံတိုင်း25မှာခွန်ဘူးခွာခွန်ဘူးခွာနှစ်နှစ်ရှိဘူးကြာဘူး အဲ့လိုဆိုသူ့ပုံစံတိုင်းဆိုနှစ်နှစ်ကနောက်တွဲကြဒီတပင်းကျော်အလဲတိုင်းနဲ့ဒီထိတ်နဲ့ပေါင်းဟဲ့နှစ်လို့ဖြစ်နေလေးနှစ်နှစ်ဆိုတော့တကွာတည်းထွက်လာတယ်ဗျနော်အဲ့ဒါလေးထူးခြားလို့ငွေတင်းတွေကိုပြသပေးလိုက်ခြင်းဖြစ်ပါတယ်နော်တော့အဲ့လိုမျိုးဒီလေးနှစ်ပဲရှိရနော်ခွန်ဘူးခွနှစ်ကြိမ်သုံးကြိမ်လဲဆုံးထွက်ထွက်ပြီးရင်နှစ်နှစ်ရှိဘူးအထွက်ဆုံးအနှစ်နှစ်ချေဘူးကြာပြီရတယ်အောက်မှာနှစ်ဘူးပဲထွက် ပြီးရင်ဒီအလဲတိုင်းနှလုံးပေါင်းရင်နှစ်လို့ဖြစ်နေဒီကောင်ကအခွဖြစ်ရမှာနောက်တစ်ကပ်ခွန်ဘူးကနှစ်ကြိမ်ထွက်နှစ်နှစ်အပူကြယူဆိုတာနဲ့အောက်မှာနှစ်နှလုံးမှာနှစ်အခွအဲ့နှစ်အခွတပင်ကြွားဒီအလဲတိုင်းနဲ့အောက်မှာကြားမဲ့ဒီအလဲတိုင်းနဲ့ပေါင်းရင်နှစ်ပဲဖြစ်ရမှာအန်တောဆာကူခွန်ဘူးခွနောက်တစ်ကပ်ခွန်ဘူးခွအဲ့ဒါပြီးရင်နှစ်နှစ်ရှိဘူးအထွက်ဆုံးထွက်ပြီဆိုတာနဲ့သူကနှစ်နှစ်ကဒီမှာနောက်ဘူးပြန်ကြမှာ တပင်ကျော်အလဲတိုင်းနဲ့ဒီထိတ်နဲ့ပေါင်းရင်နှစ်ပြန်ဖြစ်25ခွန်ဘူးခွာတပင်ကျော်ခွန်ဘူးခွာနှစ်ပင်ထွက်ပြီးရတယ်နှစ်နှစ်ရှိတယ်ဆိုထွက်ပြီးဆိုတာနဲ့သူ့ရဲ့အောက်မှာနှစ်နှစ်နောက်ဘူးဘူးမှာတပင်ကျော်ကဒီအလဲတိုင်းနဲ့အခုလာမဲ့ထိတ်နဲ့ပေါင်းရင်နှစ်ဖြစ်ရမယ်၄နှစ်နှစ်တခွဲနော်အဲ့နှစ်နှစ်နှလုံးကကြောက်ဖို့အတွက်အလားအလာတော်တော်လေးကောင်းတယ်ဗျာနော် နှစ်ပူးနဲ့အကုန်လုံးကပ်မယ်ဆိုရင်တော့28ခွက်ရှိအစိတ်ဝင်စားရင်တော့တကယ်ချင်းနေနည်းနည်းရှန်လို့တော့ပေါ့ဗျာနော်ကျွန်တော်တို့တစ်ခွက်တစ်ထုပ်ပြတယ်၄နှစ်နဲ့နော်နှစ်နှစ်၃ညနဲ့နှစ်နှစ်ကိုစီအကုန်လုံးထိုးမယ်ဆိုရင်တော့28ခွက်ရှိပါတယ်ကဲကြိုက်တဲ့မိတ်ဆွေများအဲ့ဒါလေးနည်းနည်းလေးကြံပြီးထိုးစင်ပါလို့နော်တစ်ခွက်တည်းရရင်တော့၄နှစ်နှစ်တစ်ခွက်တည်းရလိုက်ပါနော်ကဲအားလုံးပဲကံကောင်းကြပါစေ